ဒရိုက်တာနာဂျီရဲ့ဒုတိယမြောက်ရုပ်ရှင်စကားဖြစ်တဲ့ What happened to the wolf ကိုနိုင်ငံတကာမှာပြသနိုင်မှုအစီအစဉ်နေပြီလို့ဒရိုက်တာနာဂျီကသူ့ရဲ့အင်တာနက်လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ကြေညာလိုက်ပါတယ်။2020မှာရိုက်ကူးပီးစီခဲ့တဲ့အဲ့ဒီရုပ်ရှင်ကဒရိုက်တာနာဂျီရဲ့မိရုပ်ရှင်ကပြီးတဲ့နောက်မှာဒုတိယမြောက်လက်ရလဲဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ကမှာတော့ပိုင်ဖြိုးသူနဲ့အင်ဒရာဂျော်စင်တို့ကအဓိကပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ International Film Festival Oldenburg 2021မှာပွဲဥထက်ပြသခဲ့ပြီးတော့ Simon Kessel Award အကောင်းဆုံးသရုပ်ဆောင်ဆုကိုလည်းရရှိခဲ့ပါတယ်။ဒါပြင် Delhi International Festival 2021မှာ Best Narrative Feature အကောင်းဆုံးဇာတ်လမ်းဆုနဲ့ Hub Nobin Film Festival 2022မှာတော့ Best Film Award အကောင်းဆုံးရုပ်ရှင်ဆုတွေကိုရရှိထားတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်စစ်အာဏာရှင်တွေကတော်လှန်ရေးမှာပါဝင်နေတဲ့အမှုပညာရှင်တွေရဲ့လက်ရာတွေကိုပြည်ရင်းမှာပြသခွင့်ဖြန့်ချီခွင့်တွေပိတ်ပင်ထားတဲ့အတွက်အမှုပညာဆက်လုပ်ဖို့အခက်အခဲတွေရှိနေပေမဲ့မလုပ်စေချင်လို့တားတာကိုရအောင်လုပ်တာကတော့တော်လှန်တာဖြစ်တယ်လို့ဒါရိုက်တာနာဂျီကပြောဆိုခဲ့ပါတယ်ရှင်။